င်္ဂလာပါရှင်၂025ခုနှစ်အောက်တိုဘာလ24ရက်နေ့မှ30ရက်နေ့အထိမြန်မာတက္ကသိုလ်1389ခုနှစ်တစောင်းမုံလာဇန်4ရက်နေ့မှ10ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမှုလေဝသအခြေအနေခမန်းချက်များကို နေပြီးတော့မှုလေဝသနဲ့ဇလားပေရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်ဩအခြေအနေမှာကပလီပင်လယ်ပြင်နေမင်္ဂလာပင်လယ်ဩတို့မှာလီဗီးယားနဲ့ယဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ် င်္ဂလာပလယ်ဩရှေ့ရဲ့လဲပိုင်းမှာတိတ်အင်းနှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပလယ်ပြင်နဲ့ကျမ်းမင်္ဂလာပလယ်ဩတို့မှာတိတ်အင်းတင့်တင့်မှာတိတ်ထူထန်နိုင်ပါတယ်။ဝေရတော်နိုင်မှုအချက်ဒီခမန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျဲကျဲမှာနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာကွက်ကြားမုန်ထချုံရွာပါမယ်။ အမြင့်ဆုံးပူဇော်အချက်အလက်ခမန်းချက်များအနေနဲ့ကတော့နေပြီးတော့ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ67ဒီဂရီဖာရင်ဟိုက်မှာ100ဒီဂရီဖာရင်ဟိုက်အတွင်းကချင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ67ဒီဂရီဖာရင်ဟိုက်မှာ90ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှာ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးပူချိန်အခြေအနေခမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ55ဒီဂရီဖာရင်ဟိုက်ကန်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ58ဒီဂရီဖာရင်ဟိုက်မှာ69ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့နေပြီးတော့ရှမ်းကုန်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး မကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ87ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေတုဆိုတိုင်းကအချီအနီခမန်းချက်များအနေနဲ့ကတော့မကွေတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ69ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းအတွင်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ87ရာခိုင်နှုန်းမှာ92ရာခိုင်နှုန်းအတွင်းရှိနေပါတယ်။ပင်ခွင့်ရင်ခွင့်ပြန်တော်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးရထပိုင်းနေပြီးတော့ပဲခူးတိုင်းဒေသကြီးရနောက်ပိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ25မီလီမီတာမှ35မီလီမီတာအတွင်းနဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ14မီလီမီတာမှ24မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေကြီးတော်အောင်ရေအခြေအနေခမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးရောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာ6တွေ့အခြေအနေစကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရဲ့နောက်ပိုင်းအရှေ့ပိုင်းနေပြီးတော့ကင်းပြည်နယ်နဲ့မှုန်ပြည်နယ်တို့မှာဆိုးဆိုးအခြေအနေနဲ့ ကျန်တနီသားကြီးနဲ့ပြည်နေများမှာပြည်ဝအခြေအနေအတိအထိမှာရှိနေပါတယ်။စိုက်ပျိုးရေးမှုတွေတို့အခြေအနေခမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။